哦တခင်ရှူး哦တခင်ရှူးကိုရောချစ်ပါ၏ကိုရောနှုတ်ကပတ်တော်ချစ်ပါ၏哦တခင်ရှူးဖျားကောင်းကင်မြားနိုင်ငံတော်သားများဖြစ်စေခြင်းတော်ကိုရောယေရှုတက်မ၏နိုင်ငံတော်သားများ၏ပြည့်ညက်တရားနှင့်ဆက်လင်း၍ကိုရောဆက်လက်ဖွင့်ပြပေတော်မူပါ哦တခင်ရှူးဒီနေ့ရဲ့ဝေစုဖြစ်တဲ့မသက်ခန်းကြီးငါခန်းငယ်27မှာ26အထိကိုမှတ်စုများနဲ့စာသုံးမှုရကြရအောင်မသက်ခန်းကြီးငါခန်းငယ်27 ်သင်သည်လူအသက်ကိုမတက်ရတတ်တော်သူသည်ယုံ၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏ဟူသောရှေးပညတ်စကားကိုသင်တို့ကြားရပြီမသက်ခန်းကြီးငါခန်းငယ်22ငါဆိုသည်ကညီအကိုကိုအထောက်မတန်အမျက်ထွက်တော်သူသည်ယုံ၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏ညီအကိုကိုယာခါဟုပြောတော်သူသည်ဆန်ဟင်းဒရိ၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏ ်ညီအကိုကိုမော်ရေဟုပြောတော်သူသည်ဂေဟင်းနာအရ၌မိရှုခြင်းကို ခံထိုက်ပေ၏မသက်ခန်းကြီး၅ခန်းငယ်23ထို့ကြောင့်တင်သည် ပူဇော်တက်ကာကိုရစ်ပလင်တို့ဆောင်ယူခဲလက်တင်ဤညီအကိုသည်တင်၌အပြစ်တင်ခွင့်တစုံတစ်ခု ရှိသည်ဟုအောက်မေ့တတိယလင်မသက်ခန်းကြီး၅ခန်းငယ်24ရစ်ပလင်ရှိမှပူဇော်တက်ကာကိုထား၍ညီအကိုနှင့်တင့်မြတ်ခြင်းရှိရန်ဥစွာတော်လော့ ပြီးမှပူဇော်တက္ကာကိုပြန်၍ပူဇော်တော်မတဲခန်းကြီးငါခန်းငယ်25တရားတွေးဖက်နှင့်အတူလမ်း၌သွားစဉ်တွင်ပင်သူ၏စိတ်ကိုပြေစေခြင်းကလှင်အမြန်ပြုတော်သို့မဟုတ်တရားတွေးဖက်သည်တရားသူကြီး၌အံ့မည်တရားသူကြီးသည်လည်းလူလင်ကောင်း၌အဲ့၍ထောင်ထဲ၌လောင်ထားမည် မတဲခန်းကြီး9ခန်းငယ်26နောက်ဆုံးသောကွာဒရန်မယောမီတိုင်အောင်ထောင်တဲကမထွက်ရဟုငါအမှန်ဆို၏အာမင်မဆုများကိုလည်းဆလတ်မွေရကြရအောင်မတဲခန်းကြီး9ခန်းငယ်22ရဲ့မဆု1 9 သင်တို့ကြားရပြီဟူသောစကားသည်ဓမ္မဟောင်းကာလ၏ပြည့်ညက်တရားများဖြစ်၍ငါဆိုသည်ကားဟူသောစကားမှာဓမ္မဟောင်းပြည့်ညက်တရားများ၌ထမှန်ဖြည့်ဆွတ်ထားသည့်နိုင်ငံတော်၏ပြည့်ညက်တရားသည့်ဖြစ်သည်မသက်ခန်းကြီးငါခန်းငယ်22ရဲ့မဆူးနှစ်အမျက်ထွက် ဓမ္မဟောင်းပြည့်ညက်တရားသည် လူသက်သမားဤပြုမှုပြမှမှုနှင့်ဆက်ဆံဖြည့်ရှင်ထား၍နိုင်ငံတော်ဤပြည့်ညက်တရားတစ်သည် လူသက်သမားဤဒေါသထွက်ခြင်းခန်းစားခြင်းတို့နှင့်ဆက်ဆံဖြည့်ရှင်ထားသည်ထို့ကြောင့်နိုင်ငံတော်ဤပြည့်ညက်တရားတစ်တောင်းဆိုမှုသည်ဓမ္မဟောင်းကာလရှိ ပြည့်ညက်တရားဟောင်းဤတောင်းဆိုမှုထက်သာ၍နက်နဲသည်နိုင်ငံတော်ဤပြည့်ညက်တရားတစ်တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ရန် ဖန်ဆင်းခြင်းအသည့်ဤမြင့်မာသောအတက်ကိုလိုအပ်သည်မတဲခန်းကြီးငါခန်းငယ်22ရဲ့မဆူတုံညီအကိုဤနေရာရှိညီအကိုဟူသော ရှင်ပြန်ဤစကားမှာယုံကြည်သူများကို ပြောဆိုခဲ့သောစကားဖြစ်ကြောင်းတသက်ပြသည်မတဲခန်းကြီးငါခန်းငယ်22ရဲ့မဆူလေးအပြစ်စီရင်ခြင်း ဤကျမ်းပိုင်း၌တရားစီရင်ခြင်း၃မျိုးကိုတွေ့ရသည် ပထမမှာခရိုင်နယ်ဤစီရင်ခြင်းဖြစ်သောမြို့တကားဝ၌စီရင်ခြင်းဖြစ်၍ဒုတိယမှာတာ၍မြင့်မာသော စီရင်ခြင်းဖြစ်သည့်ဆန်ဟင်းဒရင်အားဖြင့်စီရင်ခြင်းဖြစ်ကာတတိယမှာအမြင့်ဆုံးသော စီရင်ခြင်းဖြစ်သည့်ဂေဟင်းနာမီဖြင့်ဖျားသခင်ဤစီရင်ခြင်းဖြစ်သည် ကိုရောဤတရားစကားကို နားထောင်နေသူများမှာဂျူးလူမျိုးများဖြစ်သောကြောင့်ရှင်ပြန်တစ်သည်ဂျူးလူမျိုးတို့ဤနောက်ခံကိုအသုံးပြု၍အထက်ပါတရားစီရင်ခြင်းသုံးမျိုးကို ဖော်ပြခဲ့ခြင်းဖြစ်သည်သို့တော်လည်းဓမ္မတိယုံကြည်သူ နိုင်ငံတော်သားတို့နှင့်ဆက်လင်း၍ နှစ်ကော90ရောမခန်းကြီး14ငွေ30စနစ်တကောခန်းကြီး4ခန်းငယ်5မှ9ခန်းကြီး3ခန်းငယ်73မှ95မတဲ16 29ဗျာဒိတ်22စနစ်နှင့်ဟေပြဲခန်းကြီး10ခန်းငယ်29 ခန်းငယ်30တို့၌ဖော်ပြထားသောစီရင်ခြင်းများအလုံးမှာခရစ်တော်၏တရားပလင်၌သခင်ဖျား၏စီရင်ခြင်းဖြစ်သည်ဤသည်မှာဓမ္မသစ်ယုံကြည်သူများသည်ဖျားသခင်အားဖြင့်ထာဝရခွင့်လွှတ်ခြင်းခံကြရပြီးဖြစ်တော်လေနိုင်ငံတော်၏ပြည့်ညက်တရားသစ်ကိုစန့်ကျင်အပြည့်ပြုခဲ့ပါကပျက်စီးခြင်းအတွက်မဟုတ်ဘဲဆုံးမခြင်းအတွက် သခင်ဖျား၏စီရင်ခြင်းကို ခံရကြမိအကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်သို့တော်လည်းကျွန်ုပ်တို့သည် နိုင်ငံတော်ဤပြည့်ညက်တရားအစ်တစ်ကိုချိုးဖောက်အပြစ်ပြုမိသောအခါကျွန်ုပ်တို့၏အပြစ်များကို နောင်တနှင့်ဝင်ချတောင်းပန်လျင်သခင်ယေရှု၏အသွေးတော်အားဖြင့်ခွင့်လွတ်ခြင်းနှင့်စေကျော်ခြင်းကိုခံရကြသည်အာမင်မဿဲခန်းကြီး22မှတ်စု9ရခရှင်းမမိုက်မဲသူ မိတိအရာအတွက်မြအသုံးမချသူဟုအဓိပ္ပာယ်ရသည် မထီမဲ့မြင်ပြုခြင်းမသက်ခန်းကြီးငါခန်းငယ်22ရဲ့မဆူ6ဆန်ဟင်းဒရင်ဆန်ဟင်းဒရင်သည်ရစ်ပရောဟိတ်မင်းများလူအကြီးအကဲများကျန်းတက်များနှင့် ကျန်းပြူဆရာများပေါင်းဆက်ပေါင်းဝင်သောကောင်းစီယုံဖြစ်၍ဂျူးလူမျိုးတို့၏အမြင့်ဆုံးသောတရားခုံယုံဖြစ်သည်မသက်ခန်းကြီးငါခန်းငယ်22ရဲ့မဆူ9မော်ရီ လူယူလူမိုက်ဟုအတိတ်ပဲရသည် ဟေပြဲဘာသာတွင် ပုံကန့်ချင်းကိုညှိညွှန်းသော အပြစ်တင်စီရင်ခြင်းဖြစ်သည်၎င်းသည်မထီမဲ့မြင်ပြုခြင်းကိုဖော်ပြသောရာခာဟုသောစကားလုံးထက်တာ၍ဆိုပါသည်မတဲခန်းကြီးငါခန်းငယ်22ရဲ့မှတ်စု၈ခေဟင်းနာ ဟင်းနာချိုင်ဝမ်ဖြစ်သောဂေဟင်းနာသည်ဟင်းရွန်ချိုင်ဝမ်ဖြစ်သော ဟေပြဲစကားဂေဟင်းရွန်နှင့်အတူတူပင်ဖြစ်သည်၎င်းကို တောဖတ်ရက်ဟုလည်းခေါ်သည်ထိုနေရာသည်ယေရုရှလင်မြို့အနီးရှိနတ်ဆိုင်သောချိုင်ဝမ်ဖြစ်၍မြို့၏အမှိုက်တရိုက်များစွန့်ပြေရာနေရာရာဇဝတ်မှုကျူးလွန်သူများ၏အလောင်းများကိုမီးရှို့သောနေရာဖြစ်သည် ၎င်းနေရာသည်အဆက်မပြတ်မိလောင်ကျွမ်းလှက်ရှိသောကြောင့်ထာရအပြစ်စီရင်ခြင်းခံရာငရဲမိအိုင်အမှတ်တင်ကေတဖြစ်လာခဲ့သည်ဤစကလုံးကိုအငယ်29မှ30ခန်းကြီး30ခန်းငယ်28ခန်းကြီး28အငယ်9ခိုင်း23ငယ်55 33မကုခန်းကြီး9ငယ်43ငယ်45ငယ်59 လူကာခန်းကြီး၁၂အခန်းငယ်၅နှင့်ယာကုပ်ခန်းကြီး၃အခန်းငယ်၆တို့တွင်လည်းသုံးနှုံးထားသည်မဿဲခန်းကြီး၅အခန်းငယ်23ရဲ့မဆု၁ပူဇော်တက်ကအပြစ်ဖြေရာရစ်သည်အပြစ်ဖြေရှင်ရန်အတွက်ဖြစ်၍ပူဇော်တက်ကသည်ဖျားသခင်နှင့် မိသားယဖွဲ့ရန်အတွက်ဖြစ်သည်မဿဲခန်းကြီး၅ခန်းငယ်23ရဲ့မဆု၂ရစ်ပလင် ရစ်ပလင်သည်ဗိမ္မာန်တော်၏အပြင်ဌာန၌ရှိသောအုံဆောင်ဖြစ်စီဖြစ်သည်ရစ်ပလင်ပေါ်တွင်ရစ်ကောင်အားလုံးနှင့်ပူဇော်တက်ကအားလုံးကိုပူဇော်ရသည်နိုင်ငံတော်၏ပြည့်ညတ်တရားသည့်စီရင်ပြထန်းချက်၌ဤနေရာတွင် ရှင်ပြန်ကဓမ္မဟောင်းကာလ၏ပူဇော်တက်ကနှင့်ရစ်ပလင်ကိုဖော်ပြထားသည်အကြောင်းမှာမြေကြီးပေါ်ကိုတော်အမှုဆောင်စဉ်ကာလ၌ဓမ္မဟောင်းကာလ၏ပြည့်ညတ်တရားအထုံးဖွဲ့သည်မကုံဆုံးသေးသောကြောင့်ဖြစ်သည် ဧဝံဂေလိကျမ်း၄ချမ်း၌ကိုတော်၏အသေးခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ သခင်ဖျားသည်သူ၏တပည့်တော်များအားအပြင်ပန်းခြေနေနှင့်ဆက်လျင်၍ပြည့်ညက်တရားဟောင်းအရာဂျူးလူမျိုးများအဖြစ်ဆက်ဆံခဲ့သည်ထို့တော်လည်းသူတို့အားဝိညာဉ်အသက်နှင့်ဆိုင်သောအကြောင်းအရာများ၌ဓမ္မတိစီမံကိန်းအရာအသိတော်၌ဆေးဆက်ထုံးဖွဲ့ထားခြင်းခံရသောယုံကြည်သူများအဖြစ်စဉ်စားမှတ်ယူခဲ့သည်အာမင် မသက်ခန်းကြီး9ခန်းငယ်23ရဲ့မှဆူ3တစုံတစ်ခုဤနေရာတွင်တင်၌အပြစ်တင်ခွင့်တစုံတစ်ခု ရှိသည်ဟူသည်မှာအငယ်22၌အမျက်ထွက်ခြင်းသို့မဟုတ်စုပူချိန်မောင်းခြင်းအဖြစ်ဖြစ်ပေါ်စေသောပြစ်မှားခြင်းကိုရည်ညွှန်းသည်မသက်ခန်းကြီး9ခန်းငယ်24ရဲ့မှဆူ1ဦးစွာကျွန်ုပ်တို့သည်ရှေးဦးစွာမိမိတို့ညီရကိုနှင့်တင့်မြတ်ခြင်းရှိရမည် သောမတာမိမိတို့၏အမှားကိုတတိယနေခြင်းအားဖယ်ရှားပစ်နိုင်၍ကျွန်ုပ်တို့၏ဩတပစိတ်သည်အပြစ်တင်ခြင်းနှင့်ကင်းလွတ်မည်ဖြစ်သည်ထို့နောက်မှသခင်ဖျားထံပူဇော်တက်ကကိုလာရောက်ပူဇော်နိုင်၍စင်ကြယ်သောဩတပစိတ်ဖြင့်ကိုရောနှင့်မိတ္တာယဖွဲ့နိုင်သည် ိုင်ငံတော်ရှင်ဘီရင်သည်အချင်းချင်းတင့်မြတ်မှုမရှိသောညီအကိုနှစ်ယောက်အားနိုင်ငံတော်ဤစစ်မှန်ခြင်း၌ဝေမျှခံစားရန်နှင့်နိုင်ငံတော်ဤထင်ရှားခြင်း၌စိုးစံရန်ဘယ်သောအခါမျှခွင့်ပြုမည်မဟုတ်ပေ။မတဲခန်းကြီးကခန်းငယ်24ရဲ့မှတ်စုနှစ်တင့်မြတ်ခြင်းရှိသောမဟောစိတ်ကြည်နှစေသည်။အာမင်။မတဲခန်းကြီးကခန်းငယ်25ရဲ့မှတ်စု1 အလှင်အမြန်စိတ်ကိုပြည့်စေခြင်းကအလင်မြန်ပြုလို့ထို့သောမဟုတ်ပါကတင်သေးဆုံးတော်၎င်းတင်ဤတရားတွေးပတ်သေးဆုံးတော်၎င်းသခင်ဖျားပြန်ကြွလာတော်၎င်းတင်သည်တင်ဤတရားတွေးပတ်နှင့်ပြန်လည်တင့်မြတ်ရန်အခွင့်ရေးရှိတော်မူမဟုတ်ပေမသက်ခန်းကြီး9ခန်းငယ်25ရဲ့မှတ်စုနှစ်တရားတွေးပတ်တရက်လိုကိုဆိုလိုသည် မတဲခန်းကြီးငါခန်းငယ်25ရဲ့မှစု3လမ်း၌လမ်း၌သွားစဉ်ဟူသည်မှာကျွန်ုပ်တို့သည်ဤအတ္တတာ၌အတ္တရှင်လက်ရှိစဉ်ကို ပုံဆောင်သည်မတဲခန်းကြီးငါခန်းငယ်25ရဲ့၄မှစု၄အဤဒီမှာခရစ်တော်ပြန်ကြွလာချိန်တွင် ကိုတော်ဤတရားပလင်၌ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်တရားသူကြီးသည်သခင်ဖျားဖြစ်၍လူလင်ကောင်းသည့်ကောင်းကင်တမန်ဖြစ်ကာ ထောင်သည် ဆုံးမခြင်းခံရမည့်နေရာဖြစ်သည်မတဲခန့်ကြီးကခန်းငယ်26ရဲ့မဆူးတမထွက်ထောင်ထဲမှထွက်ခြင်းသည်လာမည်မိလီနီခနိုင်အပြစ်ခွန့်လွတ်ခြင်းခံရပြီးရှိသည်ကိုရည်ညွှန်းသည်မတဲခန့်ကြီးကခန်းငယ်26ရဲ့မဆူးနှစ်ကွာဒရန်ယောမငွေကွာ ယောမငွေတစ်ကွာဒရန်သည်တပြားဤလေးပုံတပုံနှင့်ညီမျှသောနီညိုရောင်ကျေးပြားစိတ်ငယ်ဖြစ်သည်ဤနေရာ၌ဆိုလိုသည်မှာကျွန်ုပ်တို့သည်သေးငယ်သောအမှုရာဖြစ်စေအကုန်အစင်ရှင်းလင်းလိုက်ရန်လိုအပ်ကြောင်းကိုဆိုလိုသည်ဤသည်မှာပြည့်ညက်တရားတည်းဤတိကျပြတ်သားခြင်းကို ပြသသည်အာမင်